တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး26မှ29အထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး26ယူဒဘရင် အောစီယူဒပြည်သူပြည်သားပေါင်းတို့သည်အသက်16နှစ်ရှိသောတားတော်အောစီကိုယူ၍ ခမဲတော်အာမစီအရာ၌နန်းတင်ကြ၏ထိုမင်းသည်ခမဲတော်တည်သောနောက်ဤလုံးမျိုးကိုပြုစု၍ယူဒာနိုင်ငံထဲသို့တွင်ပြန်၏ဘောစီသည်အသက်၁၆နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌52နှစ်ဆိုးဆန့်လေ၏မဲတော်ကားယေရုရှလင်မြို့သူယေခိုလိအမိရှိ၏ထိုမင်းသည်ခမဲတော်အာမစီပြုသည်မြတ်အတိုင်း ထာဝရဘုရားရှိတော်၌တရားတော်အမှုကိုပြု၏ဘုရားသခင်၏ပြာဒိယူပါယုံကိုနားလည်တော်ဇာခရီးလက်ထက်၌အောစီမင်းသည်ဘုရားသခင်ကိုစိတ်ကဲ့၏ထာဝရဘုရားကိုစိတ်ကဲ့သောကာလပလုံးဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကိုပေးတော်မူ၏ထိုမင်းသည်စစ်ချီ၍ဖိလိတိလူတို့ကိုတိုက်သဖြင့်ဘာသာမျိုးမျိုး ရပနေမျိုးယိုအာဆုံးမျိုးယိုတို့ကို ဖြိုဖျက်ပြီးမှအာဆုံးမျိုးပတ်လေဖိလိတိပြည်အရရ၌မျိုးတစ်တို့ကိုတီထောင်လေ၏ဖျားသခင်သည်ဖိလိတိလူဂူရဘာလာမျိုးမှနေသောအာရက်လူ မဟုနေလူတို့တစ်ဖက်၌သူ့ကိုမဆတော်မူ၏အမုံမျိုးသားတို့သည်လည်းအောစီမေအာလက်ဆောင်ပန္နာတို့ကိုဆက်ကြ၏သူသည် အလွန်ကိုကိုခိုင်ခန့်စေသဖြင့်တရင်တော်သည်အေကုတ်တူပြည်တိုင်အောင်ကြော်စောလေ၏။အောစီမင်းသည်ဂျေရုရှလင်မြို့တောင်တစ်ခါ၊ဂျိုင်းတစ်ခါ၊မြို့ရိုးကွေးတစ်ခါ၌ရဲတိုက်တို့ကိုတီ၍ခိုင်ခန့်စေ၏။တော၌လည်းရဲတိုက်တို့ကိုတီ၏။ရေတွင်းများကိုလည်းတူး၏။ဂျိုင်းဝမ်းရအရက်နှင့်မြင်းကြီးရအရက်၌ များစွာသောတူးမွားတို့ကိုစီးပူး၍တောင်အရက်မြေကောင်းသောအရက်၌လဲလုသောသူနှင့်စပြစ်ဥယျင်ပြုစုသောသူတို့ကိုလည်းစေစား၏ထို့သောသောအမှုများကိုဝါသနာရှိ၏။အောစီမင်း၌တက်ဆာရေးရေရလာနှင့် တက်အုပ်မှတေရတို့သည်စရင်ယူသည့်အတိုင်းရှင်ဘရင်၏ဘုံမင်းဟာနာနီသည်စီရင်၍အတီးတီးတက်ဖွဲ့သော စစ်သူရဲ့ကိုချေများရှိကြ၏ထို့သောခွန်အားကြီးသော သူရဲ့အဆွေမျိုးအလိုက်အကြီးကဲလှုပ်သောသူပေါင်းက2600တီထို့သောအကြီးကဲလှုပ်သောသူရန်သူတစ်ဖက်၌ရှင်ဘရင်ကို ထောက်မှခြင်းကကြီးသောခွန်အားနှင့်စစ်တိုက်သောသူရဲ့ပေါင်းက3,500တီဩစီမင်းဒီလေဘိုးချေပေါင်းတို့ဖို့ဒိုင်းရွာလမ်း တန်ခမောက်လုံးတန်ချက်လေးကြောင်းနှင့်ပြစ်စရာလောက်လွဲတို့ကို ပြင်ဆင်လေ၏လိမ္မာသောသူတို့သည်ညံရှာ၍လှုပ်သောရန်တရားဆက်တို့ကိုလည်းယေရုရှလင်မြို့ရဲတပ်မြို့ပြအူပေါ်ကညာနှင့်ကြောက်ကြီးကို ပြစ်စရာဟုပြင်ဆင်လေ၏ထိုတို့တကိုးကြီးအထူးသဖြင့်မဆာခြင်းကိုခံရသည်ဖြစ်၍တည်င်းတော်သည် အနှံ့အပြားကြော်စောဤ။ဩစီကိုဖျားသခင်ဆုံးမတော်မူခြင်း။ဩစီမင်းသည် တကိုးကြီးသောအခါကိုကျိုးနေအောင် ထောင်လာသောစိတ်ထားသဖြင့်မိမိဖျားသခင်သာဝရဖျားကိုပြစ်မာ၍နန္တာပေါင်းကိုမိရှုရာ ရစ်ပလင်ပေါ်မှာနန္တာပေါင်းကိုမိရှုခြင်းကသာဝရဖျားဤဗိမ္မာတော်တဲ့သို့ဝင်လေ၏။ရှိပရောဟိတ်အာစရိတိရဲရင်ချင်းတတိရှိသော သာဝရဖရာဤအမှုတော်ထံရှင်ပရောဟိတ်ရှိကျိတ်တုနှင့်တကွရှင်ဘရင်ဩဇီနောက်တော်သို့လာ၍စီဒါသဖြင့်ဩဩဇီမင်းကိုတော်သည်သာဝရဖရာအားနန္တာပေါင်းကိုမိရှုခြင်းအမှုနှင့်မဆိုင်ပါနန္တာပေါင်းကိုမိရှုစေခြင်းကခံထားသောအာရုံသားရှင်ပရောဟိတ်တို့သာထိုအမှုနှင့်ဆိုင်ကြပါ၏ တန်ရှင်းရဌာနတွေကထွက်သွားလို့ကိုတော်ဒီပြစ်မာပြီးသာဝရအရှင်ဖျားသခင်ရှိတော်၌ကိုတော်အတေးပြက်လိမ့်မည်ဟုဆိုကြလျင်အောစီမင်းသည်ဒေါသစိတ်ရှိ၍နန္တာပေါင်းကိုမိရှုခြင်းကလင်မန်းကိုကင်လျက်ရှစ်ပရောဟိတ်တို့ကိုအမျက်ထွက်လျင်ဗိမ္မာန်တော်တွင်နန္တာပေါင်းကိုမိရှုရာရစ်ပလင်ဤအနာရှစ်ပရောဟိတ်တို့ရှိမှနူနာသည် ရှင်ဘရင်နဖူး၌ပေါ်လေ၏ယေပရောဟိမင်း၏ယေပရောဟိအပေါင်းတို့သည်ကြည့်ရှု၍နဖူးတော်၌လူနာဆွဲသည်ကိုမြင်လျင်ရှင်ဘရင်ကိုပြင်သို့နှင့်ထုတ်ကြ၏ရှင်ဘရင်ကိုယ်တိုင်လည်းထာဝရဖျားတန်ခတ်တော်မူသောကြောင့်အလင်းအမြန်ထွက်လေ၏ထို့သို့အောစီမင်းကြီးသည်တည်တည်တိုင်အောင်လူနာဆွဲ၍ ခြားနာသောနန်း၌နေရ၏ဗိမာန်တော်သို့ဝင်သောအခွင့်ကိုမရတားတော်ယောဒန်သည်နန်းတော်ကိုအုပ်ဆိုး၍နိုင်ငံတော်မှုကိုစီရင်ရ၏အောစီပြုမှုသောအမှုအရာကျွင်းလေသည်များအစာအဆုံးတို့ကိုအာမုတ်သားပရောဖက်ဟေရှာယသည် ရေးထားလေ၏အောစီသည်ဘူဘီတို့နှင့် အိပ်ပျော်၍သူတို့နှင့်အတူတချို့ချင်းကိုခံရတော်လေလူမှုဖြစ်သောကြောင့် ရှင်ဘီရင်တို့တင်းကြိုင်းနှင့်ဆိုင်သောမြေကွက်၌သာတကြူကြ၏တားတော်ယောဒန်သည်ခမဲတော်အရာ၌နန်းထိုင်၏ယာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး29ယူဒဘရင်ယောဒန်ယောဒန်သည်အသက်25နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌16နှစ်စိုးစံလေ၏မေတော်ကား ဇာဒုတ်သမီးယေရုရှလင်အမည်ရှိ၏ထိုမင်းသည်ခမဲတော်ဝစီကျင့်သည်။အတိုင်းထာဝရဘုရားရှိတော်၌တရားတော်အမှုကိုပြု၏တို့ရတွင်ထာဝရဘုရား၏ဗိမ္မာန်တော်တည်းသို့မဝင်ပြည်သူပြည်သားတို့သည်မတရားသဖြင့်ပြုကြသည်၏ထိုမင်းသည်ဗိမ္မာန်တော်အထက်တကားကိုလုံ၍အော်ဖီလာမျိုးရိုးကိုအလွန်ခိုင်ခန့်စေ၏ ယူရတောင်ယိုးပုံမှာမြို့များကို၎င်းတောနိုင်ရဲတိုက်များနှင့်ပြအူးများကို၎င်းတီထောင်လေဤအမုံရှင်ဘရင်ကိုလည်းစစ်တိုက်၍နိုင်သည်ဖြစ်နိုင်သောနှစ်တွင် အမုံသားတို့သည်ငွေခွက်တထောင်ဂျုံကောရတထောင်မူယောတထောင်ကိုပေးရကြ၏ဒုတိယနှစ်နှင့်တတိယနှစ်တွင် ထိုအတူပေးရကြ၏ထိုတို့ယောဒန်သည်မိမိဖျားသခင် ထာဝရဘုရားရှိတော်၌မိမိအကျင့်တို့ကိုပြင်ဆင်သောကြောင့်တကူတိုးပွားသည်ယောဒန်ပြုမူသောအမှုအရာကျွင်းလေသည်မြစစ်တိုက်ခြင်းအကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့သည်ဣတရေလရာဇဝင်နှင့်ယူဒရာဇဝင်၌ရေးထားလျက်ရှိ၏ယောဒန်သည်ဘူဘေလိုနှင့်အိပ်ပျော်၍ဒါဝိမျိုး၌တချို့ချင်းကိုခံလေ၏သားတော်အာခတ်သည် ်ခမဲတော်အရာ၌နန်းထိုင်၏ယာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး28ယူဒဘရင် အာခက်အာခက်သည်အသက်20ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌36နှစ်ဆိုးဆန်လေ၏ထိုမင်းသည် အဖဒါဝိဒ်ကဲ့သို့မကျင့်ထာဝရဘုရားရှိတော်၌တရားတော်အမှုကိုမပြု ဣတေလာရှင်ဘရင်တို့လိုက်တော်လန်းတို့လိုက်၍ဘာလဖရာတို့ဖို့ရုတ်တုစင်တုများကိုတွန်းလေ၏ထာဝရဖရာသည်ဣတေလာအမျိုးသားရှိမှနှင်ထုတ်တော်မူသောတပားမျိုးသားတို့၏ယွန်ရှာဖွယ်ထုံးစံအတိုင်းဟိန်နုံသားဂျိုင်း၌နန္တာပေါင်းကိုမိရှု၍မိမိသားတို့ကိုလည်းမိဖြစ်ပူဇော်၏မြင့်တော်အရက်တောင်ပေါ်တစ်ပင်အောက်တို့၌ရစ်ပူဇော်၍ နန္တာပေါင်းကိုမိရှုတက်ဤရှုကြည့်ပြီးဤတေလာပြီလို့နေစစ်ဖြစ်ခြင်းထိုကြောင့်သူဤဖျားသခင်သာဝရဖျားသည်သူ့ကိုရှုရရှင်ပရင်လက်တို့အတော်မူသဖြင့်ရှုရလူတို့သည်လောက်ကြံလျက်မြားစွာသောလူတို့ကိုဖန်ဆီး၍ဓမ္မတက်မြို့သို့တိမ်းသွားကြ၏တပံဤတေလာရှင်ပရင်လက်တို့အတော်မူသဖြင့် ထိုရှင်ဘရင်ရေမလိတာပေကာသည်ကျန်းတန်းစွာလှုပ်ကြံ၍ရဲရင်သောယူရအမျိုးသားတသိန်းနှစ်တောင်ကိုတနေ့ချင်းတွင်တက်လေ၏အကြောင်းမူကားသူတို့သည်ဘိုးဘေးတို့၏ဖျားသခင်ထာဝရဖျားကိုစွန့်ကြသည်ခွန်အားကြီးသောအေဖရင်သားစီခရီသည်ရှင်ဘရင်သားမာတေယနန်းတော်အုပ်အာစရိကန် ရှင်ဘရင်နောက်ဒုတိယမင်းအေလကာနောက်ကိုတက်ဤဣတရီလအမျိုးသားတို့သည်လည်းမိမိတို့နှင့် ပေါက်ဖော်တော်သောယောက်ျားမိန်းမတားသမီးပေါင်းနှစ်သိန်းကိုဖန်စီသိမ့်သွားကြဤများစွာသောဥစ္စာကိုလည်းလူယူ၍ရှာမာရီမျိုးတို့ဆောင်သွားကြဤပရောဖက်အော်ဒတ်အော်ဒတ်အမည်ရှိသောသာဝရဖျားဤပရောဖက်တစ်ပါးရှိ၍ ရှမာရီမျိုးတို့ပြန်လာတော့တက်ကိုစီးကျူလျက်ဘိုးဘေးတို့၏ဖျားသခင်ထာဝရဖျားသည်ယူဒပြည်ကို အမျက်တော်ထွက်တော်ကြောင့်တင်တို့လက်၌အတော်မူသဖြင့်တင်တို့သည်မိုးကောင်းကင်သို့ထိတော်ဒေါသအဟုန်နှင့်သူတို့ကိုတတ်ကြပြီတကားယခုတွင်လည်းယူဒပြည်သူယေရုရှလင်မြို့သားယောက်ျားမိန်းမတို့ကိုအစီခံကြုံလောက်၍ နှိမ့်ဆက်မိအကြံရှိကြသည့်တခါတို့ပြုလျင်တင်တို့ဤဖျားသခင် ထာဝရဖျားကိုပြမရာတို့ရောက်သည်မဟုတ်လောငါစကားကိုနားထောင်ကြလော့တင်တို့သည် ယခုဖန်စီ၍တည်ယူခဲ့သောတင်တို့ဤညီကိုများကိုလွတ်လိုက်ကြလော့တို့မဟုတ်ထာဝရဖျားဤပြင်းစွာသောအမျက်တော်သည်တင်တို့အပေါ်မှာတက်ရောက်လိမ့်မည်ဟုတတိပေး၏ထိုအခါ အဖရိအမျိုးသားအကြီးကယ်ယောဟန်န်သာအာဇရိမေရှိလေမုတ်သာဘေရခိရှလုံသာဟေစာကိဟာဒလေသာအမဒါရူတီစစ်တရမလာသော သူတို့ကိုစီးတား၍တင်တို့သိမ်းယူခဲ့သော သူတို့ကိုဤမျိုးတဲသို့မတွင်ရငါတို့သည်သာဝရဖျားကိုပြစ်မာပြီးအပြည့်ရင်အပေါ်မှာထပ်၍ ဖြစ်မားစေဦးမည်ဟုတင်တို့ကြံစီကြသည်တကားယခုတွင်ငါတို့အပြစ်ကြီးလာ၏ဤတရေလာအမျိုး၌ပြင်းစွာအမျက်တော်ထွက်လျက်ရှိသည်ဟုဆိုသောကြောင့်စစ်သူရဲတို့သည်တည်ယူခဲ့သောလူများနှင့်လူယူခဲ့သောဥစ္စာများကိုမင်းတို့ရှိပရိသတ်တို့ရှိမှထားကြ၏အထက်ဆိုခဲ့ပြီးသောသူတို့သည်ထလျက်တည်ယူခဲ့သောသူတို့ကိုခေါ်၍အဝိမရှိသောသူတို့ကို လက်ရဥစာဖြင့်ဝစ်ဆင်စေကြ၏ခြေနှင်းကိုစီးစေကြ၏စားတောက်စရာပူပေးကြ၏စီနှင့်လိမ့်စေကြ၏အာမရှိသောသူအပေါင်းတို့ကိုမြေပေါ်မှတင်၍သူတို့ပောက်ဖို့ရှိရာရေရီခုံမျိုးတီးဟုသောစုံပလုံပင်မျိုးတို့ပို့ပြီးမှရှမာရီမျိုးတို့ပြန်သွားကြ၏အခက်အကူကြီးတောင်းခြင်းထိုအခါ အာရှုရိရှင်ဘရင်လာ၍ကူမစေခြင်းမှာအာခက်မင်းကြီးသည်တဏ္ဍမံကိုဆေလွတ်လေ၏အကြောင်းမူကားဣဒုံလူတို့သည်လာပြန်သဖြင့်ယူဒပြည်ကိုလုံကြံ၍လူများကိုဖမ်းဆီးသိမ်းသွားကြပြီးဖိလိတိလူတို့သည်လည်းနိုင်ငံအောက်ပိုင်းနှင့်ယူဒပြည်တောင်ပိုင်း၌ရှိသော မျိုးတို့ကိုတိုက်၍ဖက်ရှိမမျိုးအာဆလုံမျိုးဂီတရုံမျိုး ရှောခုံးမျိုးရွာတိမနာမျိုးရွာဂိမဇုံမျိုးရွာများကိုယူ၍နေရာချကြ၏ယူဒရှင်ဘရင်အာခတ်ကြောင့်ထာဝရဖရာသည်ယူဒပြည်ကိုအလွန်နှိမ့်ချ၏ထိုမင်းသည်ယူဒပြည်၏အဝိတ္တစာကိုချွတ်၍ထာဝရဖရာကိုကြမ်းတမ်းစွာပြစ်မာ၏အာရှု၏ရှင်ဘရင်တိကလက်ပိလေတာလာတော်လဲအာကိုမပေးတာ၍ဆင်းရဲစေ၏ အကြောင်းမူကားအခက်သည်ဗိမ္မာန်တော်ဗန္နာနှင့်နန်းတော်ဗန္နာမှဆ ảy ၍မူမတ်အိမ်တို့၌ရှိသောဥစ္စာများကို ခွဲပြီးလျင်အာရှု၏ရှင်ဘရင် အားပေးတော်လေထိုရှင်ဘရင်သည်ဂျေဇူးပြန်၍မပြုအာခက်ကျူးလွန်သည့်အပြစ်များအာခက်မင်းကြီးသည်ဆင်းရဲဒုက္ခခံရသောအခါထာဝရဘုရားကိုတာ၍ပြစ်မာ၏ ငါကိုတံပေးသောဓမ္မတမျိုး၏ဖရာတို့ကိုငါစီကက်မိဟုမိ၎င်းရှူရရှင်ဘုရင်ကိုးကွယ်တော်ဖရာတို့သည်ဂျေဇူးပြုတတ်သောကြောင့်ငါ၌လည်းဂျေဇူးပြုစေခြင်းကထိုဖရာတို့အားရစ်ပူဆောင်မိဟု၍၎င်းဆိုတော်လေထိုဖရာတို့သည် အခမင်းနှင့်ဣတရီလအမျိုးအကျိုးနှဲเสียရာအကြောင်းဖြစ်သည်တဖန်အခတ်သည် ဗိမ္မာန်တော်တဇာတို့ကိုစုထား၍အပိုင်းပိုင်းချိုးဖျက်၏ဗိမ္မာန်တော်တကားတို့ကိုလည်းပိတ်ထား၏ယေရုရှလင်မြို့တောင်များ၌ယစ်ပလင်တို့ကိုတည်၏အခြားတစ်ပါးသောဖျားတို့အားနန္တာပေါင်းကိုမိရှို့เสียရဟုယူဒာမြို့အသီးသီးတို့၌မြင့်သောအရက်တို့ကိုတည်၍ဂိုးဘေးတို့၏ဖျားသခင်ထာဝရဖျား၏အမျက်တော်ကိုနှိုးဆော်လေ၏အခက်ကျင့်ကြံပြုမှုသော အမှုအရာကျွင်းလေသည်။အစအဆုံးလို့သည်ယူဒရာဇဝင်နှင့်ဣတရေလရာဇဝင်၌ရေးထားလျက်ရှိ၏အခက်သည်ဘူဘီလိုနှင့်အိပ်ပျော်၍ယေရုရှလင်မြို့၌တကြိုချင်းကိုခံရတော်လေဣတရေလရှင်ဘရင်တို့တင်းကြိုင်း၌မတကြိုကြတားတော်ဟေဇာကိသည်ခမဲတော်အရာ၌နန်းထိုင်၏ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး29 ယူဒဗျင်ဟေဇက်ကိဟေဇက်ကိသည်အသက်25နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌29နှစ်ဆိုးဆန့်လေ၏မေတောကဇာခရီသမီးအာဘိအမိရှိ၏ထိုမင်းသည် အဖဒါဝိကျင့်သမျှအတိုင်းထာဝရဘုရားရှိတော်၌တရားသောအမှုကိုပြု၏ဗိမ္မာန်တော်ကိုတန့်စင်ခြင်းနန်းဆန်ပထမနှစ် ပထမလတွင်ဗိမ္မာန်တော်တကားတို့ကိုဖွင့်၍ရှစ်ပရောဟိတ်လေဝိသားတို့ကိုခေါ်၍အရှိလမ်းမှာစုဝေးစေလျက်အိုလေဝိသားတို့နားထောင်ကြလော့ကိုကိုလကောင်းဘိုးဘေးတို့၏ဖျားသခင်ထာဝရဖျားဤအိမ်တော်ကိုလကောင်းတန်ရှင်းစေ၍တန်ရှင်းရဌာနတွေကအမိုက်ကိုတုတ်တင်ပယ်ရှင်းကြလော့ငါတို့အဖများသည်ပြစ်မာ၍ ငါတို့ဤဖျားသခင် ထာဝရဖျားရှိတော်၌ဒုစရိုက်ကိုပြုကြပြီးထာဝရဖျားကိုဆုံ၍ခြင်းမှုတုံမူရအယက်မှမျက်နှာလွှဲလျက်ကြောခိုင်းကြပြီးတကားဗိမ္မာန်တော်ဦးတကားကိုပိတ်လျက်မိခွတ်တို့ကိုတက်လျက်တန်ရှင်းရဌာန၌ဤတေလအမျိုးဤဖျားသခင်အားနန္တာပေါင်းကိုမိမရှုမိရှုရရစ်ကိုမပူဇော်ဘဲနေကြပြီး ထိုကြောင့်ထာဝရဘုရားသည်ယူဒပြည်ယေရုရှလင်မြို့ကို အမျက်တော်ထွက်၍တင်တို့မြင်သည့်အတိုင်းဆင်းရဲခံခြင်းမိမောတွေဝေခြင်းကဲ့ရဲ့တန်ကိုကြားခြင်းအမှု၌အတော်မူပြီးသူဖြစ်၍ငါတို့အဖများသည်ဒါဖြင့်လဲတည်ကြပြီးတာသမီမယားတို့သည်တင်းသွာခြင်းကိုခံရကြပြီးယခုမူကားပြင်းစွာသော အမျက်တော်သည် ငါတို့မှလွှဲသွားမည်ကြောင်းဣတရီလာအမျိုးဤဖျားသခင်ထာဝရဖျားနှင့်ပဋိညင်ဖွဲ့မည်ဟုငါအကြံရှိ၏ငါသားတို့မဖြစ်နှွေးကြနှင့်ထာဝရဖျားရှိတော်၌ရည်ရွယ်ဝတ်ပြုခြင်းအမှုတော်ကိုစောင့်ခြင်းနတ်သားပေါင်းကိုမိရှုခြင်းအမှုကို ပြုစေခြင်းမှာသင်တို့ကိုရွေးထားတော်မူပြီးဟုမိတ်တော်မူလျင်လေဝိအမျိုးကောဟတ်အနွယ် အာမဒေတာမဟတ်အာဇရီတာယောလာမေရာရီအနွယ်အာပရိတာကိရှတ်ရှီဟာလီလာတာအာဇရီကိရာရှုံအနွယ်စိမတာယောအာယောအာတာအီဒင်အီလိဇဖန်မျိုးသားရှီမရီနဲ့ယေယီလာအာတက်မျိုးသားစာခရီနဲ့မတ်တနီဟိမန်မျိုးသားယေဟီလာနဲ့ရှိမိယေဒုတုံအမျိုးသား ရှေမာယနှင့်ဩဇေလတို့သည် အမျိုးသားချင်းတို့ကိုခေါ်၍ကိုကိုတန်ရှင်းစေပြီးမှထာဝရဖရာအမိန့်တော်နှင့်အညီရှင်ဘရင်စီရင်သည့်အတိုင်းဗိမာန်တော်ကိုတန်ရှင်းစေခြင်းမှာလာကြ၏ရှေပရောဟိတ်တို့သည်ဗိမာန်တော်ကိုတန်ရှင်းစေခြင်းမှာအတွင်ခန်းထဲသို့ဝင်၍တွေ့သည်မြတ်သောအမိုက်ကိုတတိုင်းသို့ထုတ်ပြီးလျင်လေဝိသားတို့သည် ခေတယုံချောင်းတို့ယူသွားကြ၏ပရမလာတရက်နေ့တွင်တန်ရှင်းစားပြု၍၈ရက်နေ့တွင်ဗိမ္မာန်တော်ဦးတို့ရောက်ကြ၏ထိုနောက်၈ရက်ပတ်လုံးဗိမ္မာန်တော်ကိုတန်ရှင်းစေ၍ပထမလာ၁၆ရက်နေ့တွင်လက်ဆက်တက်ကြ၏ဗိမ္မာန်တော်ကို ပြန်လည်အနုမောဒနာပြုခြင်းထိုအခါဟိဇကီမင်းကြီးထံသို့ဝင်၍အကျွန်ုပ်တို့သည်ဗိမ္မာန်တော်တစ်ဆောင်လုံး မိရှုရာရေးပလင်နဲ့တစားရှိသမျှရှေ့တော်မုတ်တင်သောစာပွဲနဲ့တစားရှိသမျှတို့ကိုတန်ရှင်းစေပါပြီထိုမှတပါအခက်မင်းကြီးလက်ထက်အထမပြု၍ဖြစ်ထားသောတစားရှိသမျှတို့ကိုအကျွန်ုပ်တို့သည်ပြင်ဆင်၍တန်ရှင်းစေသဖြင့်ထာဝရဘုရား၏ရေးပလင်တော်ရှိမှတင်ထားပါပြီဟုလျှောက်ဆိုကြ၏ထိုအခါ ဟေဇာတိမင်းကြီးသည်စောစောထား၍မြို့သူကြီးတို့ကိုစုဝေးစေပြီးလျင်ဗိမ္မာန်တော်သို့တက်သွား၏နန်းတော်အဖြစ်တန်ရှင်းရာဌာနတော်အဖြစ်ယူတပြည်အဖြစ်ဖြေရာရစ်ပူဇော်စေရာဟုနောခုနှစ်ကောင်ဒုခုနှစ်ကောင်ဒုတငယ်ခုနှစ်ကောင်စိတ်ခုနှစ်ကောင်တို့ကိုဆောင်ခဲ့ကြ၏အာရုံသားယေဘရဟိတ်တို့သည် ထာဝရဖရာဤရစ်ပလင်ပုံမှာပူဇော်စေခြင်းကမိတ္တုံမူသည့်အတိုင်းနွားတို့ကိုတတ်၍ရစ်ပရောဟိတ်တို့သည်အသွေးကိုခံလျက်ရစ်ပလင်ပုံမှာဖျန်းကြဤတို့တို့ကိုလည်းတတ်၍အသွေးကိုရစ်ပလင်ပုံမှာဖျန်းကြဤတို့တငယ်တို့ကိုလည်းတတ်၍အသွေးကိုရစ်ပလင်ပုံမှာဖျန်းကြဤအဖြစ်ဖြစ်ရာရစ်ပူဇော်စေရဖို့စိတ်တို့ကိုလည်း ရှင်ဘယင်ရှိပရိသတ်ရှိသူထုတ်၍မိမိတို့လက်ကိုတင်ပြီးမှရှင်ပရောဟိတ်တို့သည်တက်၍ဣတေလအမျိုးသားအပေါင်းတို့၏အဖြစ်ကိုပြေစေခြင်းမှာရှင်ပလင်ပေါ်မှာအသွေးအဖြစ်အဖြစ်ဖြစ်ခြင်းမင်္ဂလာကိုပြုကြ၏ထို့သောမိရှုရာရင်နှင့်အဖြစ်ဖြစ်ရာရစ်ကိုဣတေလအမျိုးသားအပေါင်းတို့ဖို့ပူဇော်မိအကြောင်းရှင်ဘယင်အမိန့်တော်ရှိပြီး ဒါဝိမင်းကြီးနဲ့သူဤပရောဖက်ကပရောဖက်နာသန်တို့စီရင်သည့်အတိုင်းခွက်ကွင်းဆောင်းတယောနှင့်တိမုတ်သောလေဝိသားတို့ကိုဗိမ္မာန်တော်၌ခန့်ထားတော်မူ၏ထိုတို့ထာဝရဖျားသည်ပရောဖက်တို့အဖြစ်စီရင်တော်မူသည်တို့ဖြစ်၍လေဝိသားတို့သည်ဒါဝိစီရင်သော တူရိယာမျိုးများကို၎င်းရှေပရောဟိတ်တို့သည်တပိုးများကို၎င်း ကင်လျက်ရှိကြ၏ဟေဇကိသည်ရစ်ပလင်ပေါ်မှမိရှုယာယစ်ကို ပူဇော်စေခြင်းက အမိတော်ရှိ၍မိရှုယာယစ်ကို ပူဇော်စားပြုသောအခါတပိုးများနှင့်ဣတယေလရှင်ဘရင်ဒါဝိစီရင်သောဒူရိယာမျိုးများကိုတိမုတ်လျက်သာဝရဖျားအားတခြင်းကိုစူစားပြုကြ၏မိရှုယာယစ်ပူဇော်ခြင်းအမှု လက်စမတ်မီတိုင်အောင် ပရိသတ်အပေါင်းတို့သည်ကိုးကွယ်လျက်တချင်းဆူလျက်တဘိုးမှုလျက်နေကြ၏လက်စတပ်ပြီးမှရှင်ဘရင်နှင့်စည်းဝေးတော်သူအပေါင်းတို့သည်ဥညွတ်ချ၍ကိုးကွယ်ကြ၏တဖန်ဟိဇတိမင်းကြီးနှင့်မူမတ်တို့သည်စည်ရင်၍လေဝိသားတို့သည်ဒါဝိစကားပရောဖက်အသက်စကားအဖြစ် ထာဝရဘုရားအားထုံးမနာတခြင်းဆိုကြ၏ ရှင်လန်းသောစိတ်နှင့်ထုံးမနာတခြင်းကိုဆိုလျက်ဥညွတ်ချ၍ကိုးကွယ်ကြ၏ထိုနောက်ဟေဇာကိကတင်တို့သည်ယခုထာဝရဘုရားအားကိုးကိုပူဇော်ကြပြီးဗိမ္မာန်တော်သို့ချဉ်ကပ်၍ရှင်မျိုးများနှင့်ယေຊုတော်ဝန်ခံရာပူဇော်တကာများကိုဆောင်ခဲ့ကြလောဟုပြန်၍မိတ်တော်မူသည့်အတိုင်းစီဝေးသောသူတို့သည်ရှင်မျိုးများနှင့် ယေရှုတော်ဝန်ခံရာကူဇော်တကာများကို ဆောင်ခဲ့ကြ၏စေတနာရှိသမျှတော်သူတို့သည် မိရှို့ရာရစ်တို့ကိုဆောင်ခဲ့ကြ၏စီဝေတော်သူတို့သည်ထာဝရဘုရားအားမိရှို့ရာရစ်ပူဇော်စရာဖို့ဆောင်ခဲ့သောရစ်ပေါင်းကနွား90တူတရာတူတငယ်200ဒီပူဇော်သောဥစ္စာပေါင်းကနွား600တူ3000ဒီ ယေပရောဟိတ်တို့သည်နေသောကြောင့်မိရှုယာအရေးကောင်းရှိသမျှကိုမတက်နိုင်သည်ဖြစ်၍အခြားသောယေပရောဟိတ်တို့သည်ကိုကိုမတန်ရှင်းစေမီအမှုတော်လက်ဆက်မတက်မီတိုင်အောင်ညီကိုလေဝိသားတို့သည်ထောက်မကြ၏ကိုကိုတန်ရှင်းစေခြင်းကယေပရောဟိတ်များထက်လေဝိသားတို့သည်တာ၍စိတ်တဘောဖြောင့်ကြ၏မိရှုယာရေများတို့နှင့်မိရှုယာ၏အတီးတီးဆိုင်သော မိတ္တဟာယရစ်စီဦးတုံးလောက်ရပူဇော်တကားအများရှိကြ၏ထိုတို့ဗိမ္မာန်တော်ဝိပုချင်းကိုစီရင်တည်းထိုမှုလင်မြန်တော်လဲဖျားသခင်သည် လူများကိုပြည့်စင်တော်မူသောကြောင့်ဟေဇက်ကိနှင့်လူပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏ဖျားသခင်၏တရားတော်ကိုစောင့်တတ်တော်မိတ်ဆွေတို့၌မျက်နှာတော်သည်အစင်ရှိမြဲရှိပါစေတော် Amen.